အားလုံးမင်္ဂလာပါခင်ဗျာမေရှင်တို့ကိုဒီနေ့ live မှာဘုရားဖြစ်မျှဝေဆွေးနွေးပေးနေတာက DJ ကားအင်ဂျင်တွေမှာကျွန်တော်တို့အမြဲတမ်းသုံးနေကြအင်ဂျင်ဝိုင်း grade ဖြစ်တဲ့5540ကို အမြဲတမ်းသုံးတင်လာပါဘောเนาะ DJ ကားအင်ဂျင်တွေတိုင်းကို5540ဆိုတဲ့ SCE အင်ဂျင်ဝိုင်း grade ကိုသုံးတင်လာဆိုတဲ့ခေါင်းစဉ်အောက်မှာမေရှင်တို့ကိုဒီနေ့မျှဝေဆွေးနွေးပေးခြင်းပါတယ် ကျွန်တော်ဒီဇယ်ကားအင်ဂျင်တော်တော်များများကျွန်တော်နိုင်ငံမှာက15 40ခုပဲတုံးကြရတယ်ဗောနော်15 40တုံးတာတော်တော်များတယ်ဝက်ရှော့လာတဲ့အခါမှာဆိုရင်လေ15 40ထည့်ပြီးပါဆိုပြီးတော့ပဲတောင်းဆိုကြရတယ်ဗောနော်ဝက်ရှော့တော်တော်များဆိုလို့ရှိရင်လေဒီဇယ်ကားအင်ဂျင်ဆိုတာနဲ့15 40ကိုတော်တော်များတုံးကြရတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့တကယ်တမ်းကဒီဇယ်ကားအင်ဂျင်တိုင်းက15 40ပဲတုံးလို့မရဘူးပုံမှန်များကျွန်တော်တို့ဒီဓာတ်ဆီနဲ့ဒီဇယ်နဲ့မှာ ွာသွားတာကဓာတ်စီကကြတော့ spark ignition engine ဖြစ်တယ်မီးလောင်ပောက်ကွဲမှုအတွက်ဆိုရင် spark plug ကမီးကူပေးတယ်မီးလောင်ပောက်ကွဲတယ်ပေါ့ဒီဇယ် engine ကကြတော့သူက set ignition ပုံစံမျိုးဖြစ်တယ်သူက compression ignition ပေါ့သူကကြတော့ဒီကိုယ်တိုင်မီးလောင်ပောက်ကွဲတဲ့ engine ဖြစ်တယ်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ဒီဇယ်နဲ့ဓာတ်စီနဲ့မှာကအပူချိန်ကွာတယ်ဓာတ်စီက အဲဒီဇယ်တော့မပူဘူးပေါ့ဒီဇယ်အင်ဂျင်တွေကပူပြီးတော့ပူတယ်အဲ့ဒါကြောင့်မို့ဒီဇယ်အင်ဂျင်ကပူပြီးတော့ပူတဲ့အတွက် engine grade မှာ SE grade မှာဆိုလို့ရှိရင်လေအဲဒီပေါ့နော်ပူပြီးတော့မြင့်တယ်ပေါ့ဗျာဓာတ်စီအင်ဂျင်ဆိုလို့ရှိရင်30 30တို့5 30တို့ဒီလိုသုံးကြတယ်နည်းနည်းပူပြီးတော့အဲ grade မြင့်တာဆိုရင်30 20သုံးကြတယ်ဒါပေမဲ့ ဒီဇယ်လို့ပြောလိုက်တာနဲ့15 40လောက်ကစရတယ်။အချို့ဆိုလို့ရှိရင်20 50ထည့်တာကြီးတောင်ရှိတယ်ပေါ့နော်။ဒါပေမဲ့ဒါကအမြဲတမ်းမှန်နေလားဆိုတော့အမြဲတမ်းမမှန်ပါဘူး။ဘာကြောင့်လဲဆိုတော့နောက်ပိုင်းမှာဒီဇယ်နဲ့ပတ်သက်ပြီးတော့ဒီဇယ်အင်ဂျင်နဲ့ပတ်သက်ပြီးတော့အဲနည်းပညာတွေကပို့ပြီးတော့မြင့်လာတယ်။ဒီဇယ်အင်ဂျင်ဆိုလို့ရှိရင်ဘာတွေပါလာမလဲဆိုရင် ဥမာအနေနဲ့ DBF လို့ခေါ်တဲ့ diesel particulate filter တွေပါလာမယ်။နောက် SCR လို့ခေါ်တဲ့ catalytic ဒီ catalytic reduction ဆိုတဲ့ပစ္စည်းတွေပါလာမယ်။နောက် diesel engine ရဲ့စီဖြန်းနဲ့စီပေးတဲ့စနစ်မှာအရင်တော့ဆိုလို့ရှိရင်တော့ direct injection တော့မှန်တယ်။ဒါပေမဲ့ရိုးရိုးဒီအထောင်ပံ့နေနေပေါ့နော်။သွားခဲ့တယ်။နောက်ပိုင်းမှာကကြတော့ EFI စနစ်တွေပြောင်းလဲလာခဲ့တယ်။ EF စနစ်ပြောင်းလဲလာတဲ့အပြင်ကိုနောက်ထပ်တဆင့်ထပ်ပြီးတော့ညှင်တာကအဲကွန်မူနီစနစ်တွေပြောင်းလဲလာခဲ့တယ်အဲ့လိုကွန်မူနီစနစ်တွေပြောင်းလဲလာတာဖြစ်တဲ့အတွက်ပို့ပြီးတော့အဲဒီစနစ်တွေကညှင်လာလေလေဒီ engine နဲ့ပတ်သက်ပြီးတော့ starting mine ပေါ့စတင်နှိုးတဲ့အပိုင်းတွေနောက် engine ဝင်ယုံနေတဲ့အပိုင်းတွေမှာဆိုရင်ပို့ပြီးတော့ကောင်းမွန်တဲ့ engine wiring တွေပို့ပြီးတော့ grade ကြီးကောင်းတဲ့ engine wiring တွေကိုလိုအပ်လာတယ် API grade ကြီး SAE grade ကြီးကို ပို့ပြီးတော့ဂယူဆိုင်လာတယ်ပေါ့ဒါကြောင့်ကားအင်ဂျင်တိုင်းဒီဇယ်ကားအင်ဂျင်တိုင်း15 40ကြီးပဲတုံးနေလို့မရဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီ15 40တခုတည်းတုံးတာကအငြင်းတမ်းမှန်မနေဘူးလို့ပြောချင်တာပါအဲ့တော့ဒီဓာတ်ဆီအင်ဂျင်မှာဆိုလို့ရှိရင်လည်းအခုဆိုရင်ကျွန်တော်တွေ့နေရတာက30 30တုံးတယ်အဲတစ်ဆယ်၄၀တုံးကြတယ်အဲ့လိုမျိုးတုံးပင်မဲ့လေတကယ်တမ်းတော့ဓာတ်ဆီအင်ဂျင်တိုင်းလေအဲ့လိုတစ်ဆယ်၃၀တစ်ဆယ်၄၀တုံးတိုင်းအဆင်မပြေဘူးဘေးပေါ်မှာပြန်ပြီးတော့အခြေခံပေးရမလဲဆိုတော့ ကားထုတ်လုပ်တဲ့ဒီ manufacturer တွေပေါ့သူတို့ကဘာကို recommend ပြီးလဲပေါ့ဒီ engine မှာ930ပဲသုံးခိုင်းနေဆိုလို့ရှိရင်930ပဲသုံးသုံးတင်နေပေါ့ဥမာ10 30ဆိုရင်10 30ပသုံးပေးရမယ်ဒီ engine wire အဖုံးမှာကျွန်တော် engine wire ထည့်တဲ့ engine wire အဖုံးမှာရေးထားတဲ့ number တွေရှိတယ်930ပဲသုံးပါ10 30ပဲသုံးပါဆိုရင် ျွန်တော်တခြား engineering grade တွေသွားထည့်လို့မရဘူးပေါ့เนาะအဲ့လိုမျိုးဆိုတော့ဥပမာပြောမယ်ဆိုရင်လက်ရှိမှာဆိုရင်ကျွန်တော်နိုင်ငံမှာဝင်နေတဲ့ Chevrolet ကားတွေ Chevrolet ကားတော်တော်များများဆိုရင် engineering အဖုံးမှာသူတို့ကနံပါတ်တွေရေးထားတယ်အဲ့ဒီနံပါတ်တွေမှာ 0W20 တို့နောက်930ပေါ့เนาะ 5W30 တို့ပေါ့เนาะနောက်1030တို့အဲ့လိုမျိုးတွေရေးထားတယ်ရေးထားရင်ကျွန်တော်တို့ကသူတို့ရဲ့ရေးထားတဲ့နံပါတ်တိုင်းသုံးပြဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကအစီအပြာတွေပဲသုံးမယ်ဆိုလို့ရှိရင်နောက်ဆက်တွဲက engine ချက်မီလင်းလာတဲ့ နောက်ဘာဖြစ်လာလဲဆိုတော့အစွဲယုံနေသည်တာကြာလာတယ်။လောင်စာစီစားတွေများတယ်။အဲ့တော့ကျွန်တော်တို့ခုဘာဘာစဉ်းစားရလဲဆိုတော့စီစားများတယ်ဥမာပေါ့ဗျာ3.0ပေါ့3.0ကပုံမှန်ဆိုလို့ရှိရင်တလီတာကိုအဲ10 10ကီလိုမီတာလောက်ရတယ်အဲ့ဒါမှမဟုတ်ရင်11ကီလိုမီတာလောက်ရတယ်ပေါ့အဲ့လိုမျိုးရတယ်ဆိုတဲ့အနေအထားမှာ6ကီလိုလောက်ပဲရတယ်ဆိုရင်မောင်းတဲ့ပုံစံနေ ။နောက်မောင်းတဲ့နေရာတွေပေါ့ဒီပုံမှာလဲမူတည်တယ်။နောက်တစ်ချက်ကကြတော့ engine wine ကိုပါထည့်သွင်းစဉ်းစားရတယ်။ engine wine grade ဒါဖြစ်နေလို့လားဥမာအဲ 1mz ပေါ့ဗျာ3.0ပေါ့ density ပေါ့အဲ့ဒါကဥမာနေနဲ့ပုံမှန်နေထားမှာဆိုရင်1လီတာကိုအဲ10ကီလိုလောက်ရတယ်ဆိုတဲ့နေထားမှာ engine wine ပြောင်းလဲသုံးလိုက်ပေါ့အဲ6လီတာလောက်ပဲရတယ်9လီတာလောက်ပဲရတယ်ဆိုရင်ကျွန်တော်က engine wine grade ကိုအဓိကထားပြီးတော့စဉ်းစားရတော့မှာ ဲ့လိုမျိုးဆိုတော့ဥမာအဲအင်ဂျင်နဲ့ပြောင်းလို့ဆိုပြီးတော့30 40ပြောင်းသုံးလိုက်တာတို့နောက်55 40ဒီပြောင်းသုံးလိုက်တဲ့အချိန်မှာအင်ဂျင်ကဘာဖြစ်သွားလဲဆိုတော့ထုံထုံကြီးဖြစ်သွားတယ်စကန်တူးထဲမှာပြန်ကြည့်ရင်ဘာသိနိုင်လဲဆိုတော့အင်ဂျင်ရဲ့ကကူဒိတ်တက်လို့ပေါ့နော်အင်ဂျင်ရဲ့ကကူဒိတ်တက်လို့လို့လည်းခေါ်တယ်အင်ဂျင်လို့လို့လည်းခေါ်တယ်အဲ့ဒါကတီးတတားကြီးညားနေတာကိုတွေ့ရတယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့အင်ဂျင်ဝိုင်းပြစ်တာကြောင့်လည်းပါတယ်ဥပမာပေါ့ဗျာအင်ဂျင်နဲ့ပတ်သက်ပြီးတော့အဲဒီ အဲ့ဒါတခုခုပေါ့နော်ရှိတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဥမာပြောရမယ်ဆိုလို့ရှိရင်အဲကျွန်တော်အနေနဲ့ပေါ့နော်ဒီအင်ဂျင်ပိုင်းမှာစန်စာပိုင်းအဲ့ဒါတို့တခုအဲ့ဒါပေါ့ဗျာအဲ့လိုမျိုးရှိနေတာတို့နောက်အဲဒီတခြားပြည့်ချက်တခုခုကြောင့်ဖြစ်တတ်တယ်ဒါပေမဲ့အင်ဂျင်ဝိုင်း grade ဒီအရန်ပြလို့ရှိရင်လည်းအင်ဂျင်ရဲ့ကကူလေးတက်လို့ဒီအရန်များတယ်များသွားရင်ဘာဖြစ်လဲဆိုတော့အင်ဂျင်ကအဲသူ့အတွက်ကိုပဲအင်ဂျင်노ဖို့အတွက်ကိုအင်ဂျင်လေပတ်ဖို့အတွက်ကိုပဲပါဝါကပြီးနေရတာဖြစ်တဲ့အတွက် ပါဝါဆုံးရှုံးနေအဲ့တော့မဖြစ်လာလဲဆိုတော့အဆွဲယုံတွေကြတယ်ဒီလိုပြဿနာမျိုးတွေဖြစ်လာတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်အနေနဲ့က enjoy grade ကိုဟိုတော်တော်လေးကိုဂရုစိုက်မှရမှာပေါ့ဗျာအဲ့တော့အခုပြောချင်တာကတော့ဒီ day engine နဲ့ပတ်သက်ပြီးတော့55 40ဆိုတာကတုံးနေတာကမှန်လားတုံးတင်လားပေါ့နော်တကယ်တမ်းကတော့55 40ကြီးပဲအမြဲတမ်းတုံးနေလို့မရဘူးဆိုတော့ကျွန်တော်ဒီ video ဒီ line မှာကျွန်တော်အသေးစိတ်လေးမျှဝေပေးချင်ပါတယ်အဲ့ဒီနေရာမှာကျွန်တော်တစ်ခုလေးပေါ့နော်ဟိုကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ဗျာ ဲနီးပညာနဲ့ပတ်သက်တဲ့အပိုင်းပဲဖြစ်ဖြစ်ဘယ်အပိုင်းနဲ့ပဲဖြစ်ဖြစ်ပေါ့ဗျာနော်တချို့ဟာလေးတွေကအဲနည်းနည်းတူလီမုတ်ဆာလေးတွေပဲအာတိထားရဲဆိုလို့ရှိရင်အန်ဒီအများတဲ့ထဲမှာပါတယ်ဗျဟိုဥမာပြောမယ်ဆိုတော့ဗျာကျွန်တော်တို့တွေကအင်ဂျင်ဝိုင်းဆိုတာနဲ့ကို ဓာတ်စီဆိုရင်10 30 10 40 10 40ဒီစဲဆိုရင်15 40ပေါ့ဒါပဲထည့်ကြမယ်ပေါ့ပုံသီးကျွန်တော်မှတ်ထားလို့မရဘူးလို့ပြောချင်တာပုံသီးမှတ်ထားရင်နောက်ပိုင်းနည်းပညာညင်လာတဲ့ကားတွေမှာအဲ့လိုပုံသီးမှတ်ထားရင်အစွဲယုံနေရဗျာတိတတာကိုကြာသွားတာအဲ့လိုကြာတော့ဘယ်လိုလုပ်ကြမလဲပေါ့နော်ဒီလိုပြဿနာမျိုးတွေရှိလာမယ်ဒါကြောင့်ကျွန်တော်ကဒါလေးကိုပြောပြပေးချင်တာပါအဲ့တော့ဒီဇိုင်းအင်ဂျင်နီယာမှာ engine grade နဲ့ပတ်သက်ပြီးတော့ရွေးချယ်တဲ့အခါမှာကျွန်တော်တို့က SCE လို့ခေါ်တာပေါ့နော်အဲဒီ SCE ဆိုတာ DC engine ပဲဖြစ်ကြည်တဲ့ engine ပဲဖြစ်ဖြစ် engine ရဲ့ဆေးပြင်းမှုကိုသတ်မှတ်ပေးတာက SCE ဆိုတဲ့သတ်မှတ်ချက်နဲ့သတ်မှတ်ပေးတယ်အဲဒီပေါ့နော်ဟိုပေါ့ society of automotive engineer ဆိုတဲ့အဖွဲ့အစည်းပေါ့အဲ့ဒီအဖွဲ့အစည်းကနေပြီးတော့သတ်မှတ်ပေးတယ်အဲ့တော့အဲ့ဒီ SCE သတ်မှတ်ချက်ဒီမှာဘယ်ပုံမှာကျွန်တော်တို့အခြေခံပြီးတော့ကြည့်ရမလဲဆိုတော့ engine ရဲ့ အပူချိန်ပေါ့အင်ဂျင်အပူချိန်ဆိုတာကဓာတ်ဆီနဲ့ဒီဇယ်ပေါ့ဗျာဓာတ်ဆီဆိုရင်အပူချိန်နဲ့နှိမ့်တယ်ဒီဇယ်ဆိုရင်အပူချိန်မြင့်တယ်ပေါ့အဲ့ဒီပေါ်လဲမူတီမူတီမယ်နောက်တစ်ချက်ကအဲကျွန်တော်ဒီ SAE grade အဲဥမာပေါ့အဓိကပြောချင်တာ SAE grade မှားခင်ရင်ပေါ့အရွေးမှားခင်ရင်ပေါ့ဗျာနော်ကျွန်တော်ကောင်းကောင်းစီနေနဲ့လွဲသွားတယ် SAE ဒီ grade ကအရွေးမှားခင်ရင် နောက်ဆက်တွဲဘာတွေဖြစ်လာမလဲဆိုတော့အဲဒီလောင်စာ diversity များလာမယ်ကာဗွန်တွေပို့ပြီးတော့များလာမယ်ပေါ့နော်ကာဗွန်တွေပို့ပြီးတော့ကတ်လာမယ်နောက် BBF လို့ခေါ်တဲ့ diesel particulate filter တွေပို့ပြီးတော့ကြီးပိတ်လာမယ်အဲနောက်စီစားတွေများလာမယ်အာ power တွေဆုံးရှုံးလာမယ်ပေါ့နောက်တစ်ချက်ကတာဘိုချာချာနဲ့ပတ်သက်တဲ့ခြားလေး GPU site ကိုလိုအပ်ပါတယ်เนาะအဲ့တော့ဒီတာဘိုချာချာပါတဲ့ကားတွေမှာ engine wine နဲ့ပတ်သက်ပြီးတော့အရင် GPU site ရတယ်တချို့ယူရိုဘက်ကကားတွေဆိုရင်အဲဘယ်လိုခေါ်မလဲ twin turbo ပေါ့ဗျာ two state twin turbo လို့ခေါ်တာပေါ့နော် turbo နှစ်ဆင့်နေပါတယ်ဥမာ super charger နဲ့ turbo နဲ့တွဲသုံးတာမျိုးတွေရှိတယ်အဲ့လိုမျိုးဆိုတော့ဒီ engine တွေဆိုရင်ကျွန်တော်အရင်ခူးဆိုက်ရတဲ့အနေအထားမျိုးတွေဖြစ်တယ် engine wire နဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုဆိုရင်အချို့ engine တွေဆိုရင်လာတယ် turbo နှစ်ထပ်တွေလာတာမျိုးတွေရှိတယ်အချို့ engine တွေကကြတော့ diesel မှာ common ရီသုံးတဲ့ engine တွေရှိတယ် common ရီ engine ဆိုလို့ရှိရင်အဲကျွန်တော်တော်တော်လေးပြောရတယ်ဗျအချို့ကြတော့15 40ပဲထည့်မယ်30 40ပဲထည့်မယ်အင်ဂျင်ဝိုင်းပြောက်မှကြောက်လို့လို့မလို့ပြောကြတာပေါ့နော်တကယ်တမ်းကတော့ ကွန်မရီဆိုရင်သူက10 30ပဲတုံးခိုင်းတာအဲ့တော့10 30ပဲတုံးရမယ်ဆိုတဲ့ကားလေးမှာတခြားဟာတွေလိုက်ပြီးပြောင်းထည့်တဲ့အခါမှာတော်တော်ဒုက္ခရောက်တယ်ပေါ့ဗျာနော်ဒါကြောင့်ဒီ SAE grade အရွေးမှားတာကနောက်ဆက်တွဲအနေနဲ့ engine ဆူဆူရွာရွာပျက်စီးနေနိုင်ပါတယ်เนาะဒါလေးကိုကျွန်တော်ကအဓိကထားပြီးတော့မျှဝေပေးချင်တာပါဒါကြောင့် engine grade တွေ SAE grade တွေလုံးဝအရွေးမှားလို့မရပါဘူးเนาะဒါဆိုရင်ကျွန်တော်ဒီနေ့အဲခေါင်းစဉ်လေးပေါ့เนาะဒီရဲ့ခေါင်းစဉ်ရဲ့အောက်မှာ အဲဒီဇယ်ကားအင်ဂျင်နီမှာဗောနော်15 40ပဲသုံးတင်လားဗောအင်ဂျင်ဂရိတ်ကို15 40ပဲသုံးတင်လားဆိုတော့ခေါင်းစဉ်အောက်မှာကျွန်တော်ခေါင်းစဉ်ခွဲလေး6ခုခွဲထားပါတယ်ဒီဇယ်အင်ဂျင်ဝိုင်ဗောနော်ဒီဇယ်အင်ဂျင်ဝိုင်ရဲ့ SE grade ဆိုတာနဲ့ပတ်သက်တဲ့အပိုင်းတွေနောက်ဒီဇယ်အင်ဂျင်အတွက်ဗောနော် SE grade ရွေးချယ်ရမှာထည့်သွင်းစဉ်းစားရမယ့်အပိုင်းတွေနောက်ပတ်ဝန်းကျင်ရဲ့အပူချိန်ပေါ်မူတည်ပြီးတော့ SE grade တွေကလည်းနည်းနည်းအရေးကြီးတယ်ဆိုတဲ့အပိုင်းပေါ့ဗျာနောက်နံပါတ်၄အနေနဲ့ကတော့ဒီအသုံးပြုတဲ့အမျိုးအစားလိုက်ပေါ့ အဲလိုက်ပြီးတော့ပြောင်းလဲပြီးရတာဗောနော်အဲ့ဒါလေးရဲ့နောက်ဒီဇိုင်း engine wine ရဲ့အာ API classification လို့ခေါ်တာဗော API နဲ့ပတ်သက်တဲ့အပိုင်းလေးတွေဗောနော်ဒါလေးတွေပါမယ်နောက် SAE grade မမှန်လို့ရှိရင်နောက်ဆက်တွဲအနေနဲ့ကြုံတွေ့လာစီနိုင်တဲ့ဆိုဂျိုတွေဗောနော်ဒီအကြောင်းအရာလေးကိုကျွန်တော်အဲဒီနေ့ဆွေးနွေးသွားပါမယ်အဲ့တော့နံပါတ်1အနေနဲ့ဗောနော်ဒီဒီဇိုင်း engine ရဲ့ SAE grade ကဘာလို့ရှိမလဲလက်ရှိမှာတော့ဗျာကျွန်တော်တို့စီမှာအသုံးများတာဆိုရင် 15 40အသုံးများတယ်။နောက်တချို့ engine တွေဆိုလို့ရှိရင် heavy truck တွေမှာဆိုရင်အဲ20 50လောက်သုံးကြတယ်။အဲ20 50တို့15 40တို့က diesel engine အတွက်ဆိုရင်ပုံမှန်လို့တောင်ပြောလို့ရတယ်ပေါ့ဗျာ။နော်အဲ့လိုမျိုးတွေသုံးနေကြတယ်။အဲဒါကမှန်လားမှားလားဆိုတော့ကျွန်တော်တို့ဆွေးနွေးကြည့်ကြရအောင်။နံပါတ်1အနေနဲ့ကကြတော့ဒီဇိုင်းအင်ဂျင်အတွက်ဒီ SC grade ရွေးချယ်တဲ့အခါမှာထည့်သွင်းစစ်ဆေးရမယ့်အချက်တွေထဲမှာဘာတွေပါလဲဆိုတော့ ပဝင်းကျင်ရဲ့ပူကျင်လည်းပါပါတယ်အဲပဝင်းကျင်ရဲ့ရိုက်သူတအားကြီးပူတာတအားကြီးအေးတာလည်းနည်းနည်းတော့သက်ဆိုင်သေးတာပေါ့ဗျာเนาะအဲ့ဒါလည်းထည့်သွင်းစဉ်းစားရမယ်နောက်တစ်ချက်ကတော့အင်ဂျင်အမျိုးအစားအင်ဂျင်ကဒီသေးအင်ဂျင်မှာ heavy duty အတွက်သုံးနေရလားဒါမှမဟုတ်ရင်ပုံမှန်အတိုင်းအဲပုံမှန်ကားငယ်တွေအတွက်ပေါ့เนาะရင်ငယ်တွေအတွက်သုံးနေအနေထားမျိုးလားပေါ့เนาะဥမာ heavy duty တွေအတွက်ဆိုလို့ရှိရင်တော့20 50သုံးသင့်လည်းသုံးရမှာပေါ့ဗျာเนาะဒီလိုမျိုးတော့ရှိပါတယ်နောက်တစ်ချက်ကကြတော့အရေးကြီးဆုံးဖြစ်တဲ့ကားထုတ်လုပ်တဲ့သူရဲ့ ရီကော်မန်ပေးတဲ့အင်ဂျင်ဝိုင်းပေါ့ဘိုင်းဂျင်ဝိုင်းကိုသုံးပါလို့ပြောထားတယ်ဘိုင်းဂျင်ဝိုင်းဂရိကိုသုံးပါလို့ပြောထားတဲ့အတိုင်းသုံးစီချင်းတယ်အဲဥမာပြောရမယ်ဆိုလို့ရှိရင်ပေါ့ဗျာ Master CE5 အဲ Master CE5 ကြီးဆိုလို့ရှိရင်ဒီဇိုင်းအင်ဂျင်မှာဆိုရင်030အဲ930 0W30 5W30 ကိုသုံးခိုင်းတယ်အဲ့တော့ကျွန်တော်တို့ကသွားပြီးတော့15လေးစီသွားထည့်လိုက်ရင်သိကြတယ်အင်ဂျင်ခဏလေးနဲ့ပျက်စီးသွားလိမ့်မယ်ပေါ့နော်အင်ဂျင်ဝိုင်းဂျိုးတွေကတ်လာမယ်အဲကာဗွန်ဂျိုးတွေကတ်လာမယ်တာဘိုချာဂျာတွေပျက်စီးသွားမယ်အ အဲ့ဒီကနေနောက်ဆက်တွဲအနေနဲ့အင်ဂျင်မြန်မြန်ဆန်ဆန်ပျက်စီးစေနိုင်တယ်။အဲ့တော့ Master CA5 လိုမျိုးနမူနာပေးတာပါ။ Master CA5 လိုမျိုး model မြင်ကားလေးမှာကျွန်တော်က15 40ကြီးသွားထည့်လိုက်ရင်တေချာလေးအင်ဂျင်တန်မှာကျန်းလာလိမ့်မယ်။ကျွန်တော်တို့ထင်တာက engine wide grade ပို့ပြီးတော့မြင့်ရင် engine တန်ကိုအာတတောင်တတာရှိကြတယ် engine တန်ပျောက်စီတယ်ပေါ့ငင်းငင်းညောင်းနဲ့အတန်တိုးသွားမယ်လို့ထင်တာ။တကယ်တမ်းတော့မဟုတ်ဘူးဗျ။အဲသူ့ရဲ့ဒီ အင်ဂျင်ဝိုင်ရဲ့ grade ပေါ့နော်အရင်ကြီးမြင့်နေအင်ဂျင်ဝိုင် grade ကဥမာ20 50လိုမျိုးအရင်ကြီးပြစ်တယ်ဆိုရင်အင်ဂျင်ဆဆနိုးခြင်းမှာအင်ဂျင်ဝိုင်မရောက်တဲ့နေရာတွေရှိတယ်အဲ့လိုမရောက်ရင်ဘာဖြစ်မလဲဆိုတော့အင်ဂျင်လုံးဝကိုအသံကျန်းလာလိမ့်မယ်ဒါမျိုးတွေဖြစ်တယ်ပေါ့နော်ဥမာပြောမယ်ဆိုရင်ဗျာ wine van ကများသောအားဖြင့်နံပါတ်1ဆလင်နာနံပါတ်1ပစ္စတန်နာလေးမှာရှိမယ်နံပါတ်1ကနေနံပါတ်4ထိရောက်ဖို့အတွက်အင်ဂျင်ဝိုင်ပရက်ရှာနဲ့တွန်းပါဒါပေမဲ့ပုံမှန်ဆိုလို့ရှိရင်ဒီအင်ဂျင်ဝိုင်ရဲ့ ပေးတဲ့ပုံစံက wine trainer လို့ခေါ်တယ်ကျွန်တော်ဒီ inwine can ရှိမယ်ဗျာအဲ့ဒီ inwine can တွေကနေပြီး strainer လို့ခေါ်တဲ့စကားခွက်ကနေပြီးတော့မှ wine pan ကိုရောက်မယ် wine pan ကနေပြီးတော့မှဒီ inwine pan ကနေပြီးတော့မှ fitter fitter ကနေမှသက်ဆိုင်ရာစီလိုင်းတွေကိုပို့တာသက်ဆိုင်ရာစီလိုင်းဆိုရင်နီးစပ်ရာကိုယင်ပို့တာပေါ့1 2 3 4ဆိုပြီးတော့ပို့ကြတယ်ပို့တော့တချို့ inwine တွေဆိုလို့ရှိရင်အဲနံပါတ်၄လုံးဖမ်းသွားတာတို့နံပါတ်၄လုံးက inwine ကောင်းကောင်းမရောက်လို့အစင်းရာတွေထိန်ကုန်တာတို့ဒါမျိုးကြီးလေကြုံရတယ် ဥမာပြောမယ်ဆိုရင် engine wine နဲ့လည်းအများကြီးသက်ဆိုင်တယ်အဲ့တော့ engine wine ကအရင်ကြီးပြစ်တာကိုသုံးထားလို့ရှိရင် engine wine ကောင်းကောင်းမတက်တာကြောင့်နောက်ဆက်တွဲအနေနဲ့ဒုက္ခတွေပြီးသွားနိုင်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့အဲ့ဒီပိုင်းလေးကိုထည့်သွင်းစဉ်းစားမှာဖြစ်တယ်အကျွန်တော်ဒါကနမူနာအနေနဲ့ master c5 မှာဂျုံရတဲ့အာကျွန်တော်ဒီထည့်ရတဲ့ enjoy greek ကိုဘောနော်ဒီလိုမျိုးပြောပြမိဥမာ common ray ကျွန်တော်ခုနရှင်းပြခဲ့တယ်။ common ray ဆိုလို့ရှိရင်30 30ပဲသုံးရတယ်။ဒါပေမဲ့ common ray တိုင်းမဟုတ်ဘူး။ တချို့ community မှာဆိုရင်930ပဲသုံးရတဲ့ community တွေရှိတယ်။အဲ့တော့ကျွန်တော်ကမလုပ်ရလဲဆိုတော့ကားတွေမှာ owner manual ဆိုတာရှိတယ်။အဲ့ဒီ owner manual ကိုဖတ်ဖို့လိုတယ်။ owner manual ဆိုတဲ့သဘောကအဲ user manual လို့ပြောလို့ရတာပေါ့။ဒီကားကိုအသုံးပြုမဲ့သူကဒါဟောဖတ်ရအောင်။ auto key ဘာထည့်ရမလဲ၊ penalty ထည့်ရမလဲ။အဲနောက် inquiry ဘာထည့်ရမလဲ၊ဘာ grade ထည့်ရမလဲ၊ဘာမျိုးစားထည့်ရမလဲ။ ဖီတာမပိုင်ရင်ပမာဏဘလောက်ဖီတာပိုင်ရင်ပမာဏဘလောက်ဒါတွေကိုကျွန်တော်တို့ကအုံနာမန်နျူရယ်ထဲမှာဖတ်လို့ရတယ်ကူလန်းဆိုလို့ရှိရင်ဘယ်နလီတာထည့်ရမလဲဘယ်ချိန်မှလဲရမလဲအင်ဂျင်ဝိုင်းဘယ်ချိန်မှလဲရမလဲဒါတွေကအုံနာမန်နျူရယ်ထဲမှာအတိအကျပေါ်ပြထားတယ်အဲ့ဒီတိုင်းကြီးလိုက်နာရင်အင်ဂျင်ရဲ့တက်တန်ပူရှိတာပေါ့ဗျာနော်ဒီလိုကြောင့်လည်း complaint ရှိတယ်ဗျာကျွန်တော်နိုင်ငံတအားပူလို့အင်ဂျင်ဝိုင်းကဒီဇယ်ဆိုလို့ရှိရင်၁၅၄၀ပဲထည့်မှရမှာအာကျွန်တော်၁၀၃၀တော့ထည့်လို့မရဘူးပေါ့နော်ဒီလိုမျိုးပြောကြတယ်တကယ်တမ်းကနိုင်ငံက ဥမာပေါ့ဗျာရန်စုနေထားရပူတယ်လို့ပြောရင်ယိုးရီးယားနဲ့ကျွန်တော်တို့ညတကယ်နဲ့အပူချိန်တူတူပဲဗျာယိုးရီးယားတောင်မှာတစ်ခါကျတော့ရှင်ပူပူသေးတယ်လို့ပြောလို့ရဒီကားတွေတအားများပြီးတော့ချုပ်နေရဆိုရင်တော်တော်ပူတယ်အဲယိုးရီးယားတောင်ကျွန်တော်ထပ်ပူပူတယ်လို့ပြောလို့ရတယ်အဲနောက်ဘီယန်နန်ဆိုလည်းပူတာပဲကမ္ဘောဒီးယားလည်းပူတာပဲဗောနော်ပြောမယ်ဆိုရင်ပြဒူဘိုင်းဘက်ကိုသွားနေတဲ့ကားတွေဒီတိုတာကားတွေထဲမှာဒူဘိုင်းဘက်ကိုရောက်နေတဲ့ကားတွေအများကြီးရှိတယ်။အဲဒီကားတွေလည်းပူတာပဲ အဲ့ဒီကားကြီးလည်းပြောမလို့သူတို့ရဲ့ရာဇီလူဆိုရင်ဒူဘိုင်းဆိုလို့ရှိရင်ဒူဘိုင်းမှာရှိတဲ့လူတွေပို့ပြီးတော့တည်မှာပါအပူချိန်40အောက်ကိုမချတော့ဘူးထင်တယ်တတော်ကိုပူတာအဲ့လိုနေထားဆိုတော့ဆောရီပါဗျလိုင်းလေးနည်းနည်းကျသွားလို့ပါနော် ဲ့တော့ကျွန်တော်ဒီ engine နဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့လိုမျိုးကျွန်တော်တို့ကအဲဒီကားထုတ်လုပ်တဲ့သူရဲ့ manufacturer တွေရဲ့ requirement ကိုလည်းဂယုဆိုင်မှာရအောင်သူတို့ကဒါပဲသုံးပါဆိုလို့ရှိရင်ဘယ်နိုင်ငံပဲရောက်ပါ AD ဖြစ်စီပူစီဖြစ်စီဒီ engine နဲ့ကိုက်ညီတဲ့ engine ကိုသူတို့ကတပ်ဟိုဟာလုပ်ပေးထားတာဗောနော်ဒီဒီ engine နဲ့ကိုက်ညီတဲ့ engine ကိုသူတို့ထုတ်လုပ်ထားတာဖြစ်တယ်ဥမာပြောမယ်ဆိုရင်ကျွန်တော် chevrolet တွေမှာ930ပဲသုံးပါဆိုတဲ့အနေထားကိုအဲ့မှာကျွန်တော်က engine ဝိုင်းကိုပို့ပြီးတော့ အဲဒီ grade မြင့်တဲ့ကောင်တစ်စိတ်သုံးစိတ်သွားသုံးလိုက်မိရင်တေးကြတဲ့ချက်မီးလင်းလာမှာအဆွဲယုံကြီးရတယ်လုံးဝသိတတာကြာသွားမှာထုံထုံကြီးဖြစ်သွားမှာပေါ့နော်အဲ့လိုပုံစံမျိုးပါနောက်တစ်ချက်ကဂျပန်ကားတွေထဲမှာဆိုရင်ဒီ Honda တွေပေါ့နော် Honda Insight တို့ Civic တို့ရှိရဗျာအဲ့ဒီ Honda Insight တို့ Civic တို့ဆိုလို့ရှိရင်လည်းအဲဘယ်လိုဖြစ်လဲဆိုတော့30 40ထည့်လို့မရဘူး30 40ထည့်လိုက်ရင်မရဘူးဆိုတာကားလုံးဝထိုးရက်သွားတာမဟုတ်ဘူးเนาะတခါကျရင်လေဟိုနည်းနည်းအယူဆရည်တွေမှာဆိုလို့ 30 40ထည့်ရင်ဘာဖြစ်လဲဆိုတော့ထုံထုံကြီးဖြစ်သွားတာကလီဗန်နင်းလိုမကောင်းတော့ဘူးအဲသူထည့်ခိုင်းတာဟွန်ဒါဂရင်းထည့်လို့ရတယ်အဲဒီ hybrid တွေပေါ့နော် hybrid ဆိုရင်ဟွန်ဒါဂရင်းထည့်လို့ရတယ်020တွေပေါ့နော်ဒါမှမဟုတ်ရင်930တွေရှိတယ်အဲ့လောက်ကိုထည့်လို့ရဒါပေမဲ့30 40ကြီးသွားထည့်လိုက်ရင်လုံးဝထုံထုံကြီးဖြစ်သွားတာအဲ့လိုမျိုးတွေရှိတဲ့အတွက်ကျွန်တော်အနေနဲ့အဲ့ဒါတွေကိုတော့တီချာလီဂယူဆိုင်မှာရမယ်ပေါ့ဗျာနော်ဒါကတော့ဒက်စီကာပါပါသွားတာပေါ့ဒီဇယ်ကိုပဲပြန်သွားရအောင်နောက်တစ်ချက်က engine ရဲ့ တက်တန်းနဲ့လည်းနည်းနည်းတော့တက်ဆိုင်ရဥမာပေါ့ဗျာအင်ဂျင်ဝိုင်းကပျောက်နေတယ်ဒါဆိုရင်တော့လေအင်ဂျင်ဝိုင်း grade ကိုနည်းနည်းတိုးထည့်တယ်အဲဒီအင်ဂျင်ရဆက်ဆောင်ရင်ကြာတာ၄အဲဘာဘာဖြစ်တိုင်းညာဖြစ်တိုင်းတော့ပြောလို့မရတာဗောနော်အင်ဂျင်ဝိုင်းမပျောက်အောင်တော့ကျွန်တော်တို့ကယူဆိုင်ရမှာဆိုတော့အဲ့ဒီကြာရင်တော့အင်ဂျင်ဝိုင်းကိုအဲ grade မြင့်တာ၄တုံးကြမျိုးတော့ရှိတယ်ဗောနောက်တစ်ချက်ကကျွန်တော်ခုနပြောတဲ့ထင်မှာဒီအင်ဂျင်ဝိုင်း grade နဲ့ပတ်သက်ပြီးတော့ star stop function ပါတဲ့ကားတွေ star stop function ပါတဲ့ကားတွေဆိုတာကအဲဘယ်လိုပြောရမလဲဆိုတော့ တခုဆိုရင်ဒေါ်တာကားတော်မြန်မာလည်းပါတယ်တော်တော်များများပေါ့နော်ဒီဇယ်အင်ဂျင်တွေမှာပါကြတယ်ဓာတ်စီမှာလည်းပါကြတယ် start stop ပါတယ်ဆိုတာအင်ဂျင်ကဥမာမီးပွိုင်းမိနေတယ်ဒါဆိုရင် brake နင်းလိုက်တာနဲ့အင်ဂျင်ကရက်သွားတယ်ပြီးရင် brake လိုက်တာနဲ့အင်ဂျင်ကပြန်ပြီးတော့ no လာတယ်ဒီလိုမျိုးတွေပေါ့နော်အဲ့လိုမျိုးအင်ဂျင်တွေမှာဆိုရင်အင်ဂျင်ဝိုင်ကကျွန်တော်တို့ကဗျာ15 40ခုနောက်လိုမျိုးပေါ့သွားထည့်တယ်တအားကြီးပြည့်တယ်ပြည့်နေတဲ့အနေထားမှာဘာဖြစ်လဲဆိုတော့အင်ဂျင်က low ဖို့အတွက်ပူပြီးတော့ဝင်ယုံရတယ် ်ဝင်ရောင်းရရင်နောက်ဆက်တွဲနေနဲ့အင်ဂျင်အတွက်လည်းထိခိုက်တယ်ဘက်ထရီတွေထိခိုက်မယ်နောက်မော်တာတွေပါလာပြီးတော့ထိခိုက်မယ်နောက်ဆက်တွဲတွေပေါ့ဒါတွေကဖြစ်လာနိုင်တဲ့အပိုင်းတွေပေါ့ဗျာနော်ဒီလိုပုံစံမျိုးလေးတွေရှိပါတယ်နော်ဒါကြောင့်ကျွန်တော်အနေနဲ့အဲ့ဒီပိုင်းလေးတွေတေချာလေးအာဒီဂရုစိုက်လို့ရအောင်ပေါ့နော်ကျွန်တော်သူ့ရဲ့တတ်မှတ်ထားတဲ့အင်ဂျင်ဝိုင်း grade တွေကိုသာတုံးစီချင်ပါတယ်နော်ဒါလေးက start stop ပါတဲ့ engineer အတွက်ကိုလည်းဂရုစိုက်ရမယ်နောက်တစ်ချက်ကတာဖို့ချက်ကြပါတဲ့ကားတွေ တာဝန်ချကြပါတယ်ကားဒီမှာဆိုရင်လည်းအင်ဂျင်ဝိုင်းနဲ့ပတ်သက်ပြီးတော့တေချာဂီယူဆိုင်ဖို့လိုအပ်ပါတယ်မဟုတ်ရင်နောက်ဆက်တွဲကဒုက္ခပေးနိုင်တာတွေအများကြီးရှိပါတယ်เนาะနံပါတ်3အနေနဲ့ကကြတော့ဥမာပေါ့ဗျာပဝင်းကျင်ရဲ့အပူချိန်ပေါ်မူတည်ပြီးတော့မှ SAE grade ကိုလည်းနည်းနည်းရွေးချယ်တဲ့အပိုင်းပေါ့အဲဒီဟာနဲ့ပတ်သက်ပြီးတော့တော်တော်များများကအဲဘယ်လိုပြောမလဲဆိုတော့ရွေးချယ်နေကြတာဗျလက်ရှိမှာပေါ့เนาะပဝင်းကျင်နဲ့ပတ်သက်ပြီးတော့ပဝင်းကျင်ရဲ့အပူချိန်ပေါ်မူတည်ပြီးတော့ကျွန်တော်နည်းနည်းအာဂယူဆိုင်တယ်ဆိုတာကကားထုတ်တဲ့သူကတော့သူက ဒီကားတွေကဘယ်နိုင်ငံကိုပို့မယ်ဘယ်ဘက်ကိုပို့မယ်ဆိုတာတော့တွက်ချက်ပြီးသားဖြစ်တယ်နောက်တစ်ချက်က ဒီကားနဲ့ကိုက်ညီတဲ့ engine wiring grade ကိုသူတို့သတ်မှတ်ထားပြီးသားဖြစ်တယ်။အဲ့မှာ grade ကိုရွေးချယ်ခွင့်ပေးထားတယ်။နှစ်မျိုးသုံးမျိုးပေးထားတယ်။ engine wiring grade သုံးလို့ရတယ်၊ဒါသုံးလို့ရတယ်၊ဒါသုံးလို့ရတယ်ဆိုတော့ဆိုပြီးတော့ဒီ owner manual ထဲမှာပေးထားတာမျိုးရှိတယ်။အဲ့ဒါကဥမာပေါ့ဗျာ။ E တဲ့အချိန်မှာဆိုရင် engine wiring grade နည်းနည်းနှိမ့်တာကိုသုံးမယ်။ grade ဆိုတာ SE grade နည်းနည်းနှိမ့်တာကိုသုံးမယ်။ပူတဲ့ data မှာဆိုရင် SE grade နည်းနည်းမြင်တာကိုသုံးလိုက်မယ်။အဲ့လိုပုံစံမျိုးပြောတာပါနော်။ဟိုအဲကိုယ်နိုင်ငံကပူလို့ဆိုပြီးတော့15-20သုံးရမယ်လို့ပြောချင်တာမဟုတ်ဘူးနော်။ အာနောက်ဟိုပါပေါ့ဟိုမှာ20 50 300မယ်လို့ပါတော့အဲ့လိုပြောချင်တာမဟုတ်ပါဘူးကားထထုတ်တဲ့သူကဘေဂရိတ်ကိုသုံးပါလို့သူသတ်မှတ်ထားတဲ့ grade တွေရှိတယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့ကနိုင်ငံအလိုက်ရွေးချယ်ပြီးတော့သုံးလို့ရပါတယ်ပူချိန်လိုက်ရွေးချယ်ပြီးသုံးလို့ရတယ်နောက်တစ်ချက်ကအဲကျွန်တော်တို့ဒီကားတွေပေါ့ဗျာနော်ရွေးချယ်တဲ့အခါမှာ အဲဒီ enjoy grade နဲ့ပတ်သက်ပြီးတော့ဗောနော်ရွေးချယ်တဲ့အခါမှာကိုယ့်ရဲ့အသုံးပြုတဲ့ယင်နဲ့လည်းသက်ဆိုင်တယ်သက်ဆိုင်တယ်ဆိုတာကကျွန်တော်တို့ကကားကြီးတွေအတွက်ဆိုလို့ရှင်တော့လည်း55 40တို့ဒီ30 30တို့အဲသုံးလို့ရကြမှာရမယ်ဗောဥပမာ20 50ထည့်ရတဲ့ကားတွေရှိမယ်ဗောဗျာဒါကတော့ကိုယ့်ရဲ့အသုံးပြုတဲ့အနေထားဗောနော်အဲ့ဒီမှာမှကျွန်တော်တို့ဒါကားလေးကားငယ်တွေအတွက်ကားသေးတွေအတွက်ပဲအဓိကထားပြီးတော့ အဲကျွန်တော်ဟိုကိုကျွမ်းကျင်တဲ့အပိုင်းပဲကျွန်တော်မျှဝေနေတာဖြစ်တဲ့အခါကျတော့ကားငယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ engine grade တွေကအသတ်မှတ်ချက်တွေရှိတယ်။ဥပမာပေါ့ဗျာ commonly နဲ့ပတ်သက်တဲ့အပိုင်းဆိုရင်30 30တုံးရတာရှိတယ်၊90 30ရတာရှိတယ်။ diesel ကိုပဲရိုးရိုးပန့်နေအထောင်ပန့်နေရှိတယ်။ EFI diesel တွေမှာ15 30သုံးရတာတွေရှိပါတယ်နော်။ဒါကြောင့်အတုံးနဲ့ရွေးချယ်တဲ့ engine grade တွေကလည်းအရင်ကိုအရေးကြီးတာဖြစ်တဲ့အတွက်ဒါလေးကိုမိတ်ဆွေတို့ကိုထည့်သွင်းပြီးတော့မျှဝေပြီးတာပါ။နောက်တစ်ချက်က API နဲ့ပတ်သက်တဲ့အပိုင်း ကျွန်တော် enjoy လို့ပြောလို့ရှိရင် SCE တခုလည်းပြောလို့တော့မရဘူးပေါ့နော် SCE ကစီးပစ်မှုပဲအဓိကထားသွားတယ်ဒါပေမဲ့ API grade တွေရှိတယ် API grade တွေမှာဆိုလို့ရှိရင်အဲ diesel ကကြတော့ C နဲ့စတယ် diesel ကကြတော့ S နဲ့စတယ်ဥပမာ SN တို့ SM တို့ SP တို့ဆိုရင် diesel ပေါ့ spark ignition engine တွေဖြစ်တယ် diesel တို့ gas engine တွေအတွက် တကယ်လို့ diesel ဆိုလို့ရှိရင်တော့သူက C နဲ့စတယ် compression ignition engine တွေဆိုရင် C နဲ့စတယ်အဲ့တော့ C ဆိုရင်သူက CA ရကနေစခဲ့တာပေါ့ဗျာ CA တို့ CB တို့ CC တို့အခုကတော့အဲ့ဒါကြီးမရှိတော့ဘူးပေါ့လက်ရှိမှာဆိုရင်တော့ CF CF4 ဆိုပြီးတော့ရှိတယ် now အခုဆိုရင်တော့ CF CF4 ကတော့တော်တော်နိုင်နေတယ်မှာပါတယ်ဗျဟို engine ဂျိုးဒီပါရင်းနေတက်တယ် CF CF4 က modeling ကားတွေမှာသာသုံးစီခြင်းတယ်တကယ်တမ်းတော့လက်ရှိဒီဘက်ခေတ်ကားတွေမှာဆိုရင် CI4 CJ4 CK4 အဲလိုပို့ပြီးတော့အဲဒီ enjoy grade မျက်နှာတွေကိုတုံးစီခြင်းပါတယ်เนาะအဲဒါတော့သူရဲ့ enjoy grade တွေပေါ့ဗျာเนาะ enjoy grade တွေ sorry API API grade တွေပေါ့เนาะ API grade တွေကိုအဲ့လိုမျိုးအဲကျွန်တော်အနေနဲ့ရွေးချယ်စီခြင်းပါတယ်နောက်တစ်ချက်ကတော့ SAE grade တွေမမှန်ခဲ့ရင်နောက်ဆက်တွဲပါတွေဖြစ်လာမလဲနှိုးရတာခက်တာမျိုးတွေဖြစ်လာနိုင်တယ် E တဲ့အချိန်မှာ yay through E ရဲ့အချိန်မှာနှိုးရတာခက်တာမျိုးတွေဖြစ်နိုင်တယ်။နောက် engine နဲ့ပတ်သက်ပြီးတော့အတွင်းရဲ့အစိပ်ပိုင်းတွေစားသွားတာမျိုးတွေ ပျက်စီးတာပေါ့ဗျာနောက်တစ်ချက်ကလောင်စာစီစာများတာပေါ့နော်လောင်စာစီစာများတဲ့ပြဿနာမျိုးတွေတာဝန်ချက်ကြောင့်လည်းပတ်သက်ပြီးတော့ပျက်စီးတာမျိုးတွေဖြစ်နိုင်တယ်နောက်ထပ်တစ်ချက်အနေနဲ့ AI grade အရင်ကြီးမြင့်တာဒီ ABN grade အရင်ကြီး sorry SAE grade အရင်ကြီးမြင့်တာတုံးလို့ရှိရင်အဲအင်ဂျင်ဟိုတအားပူတဲ့အဆင့်တီဖြစ်သွားနိုင်တယ်နော်ဒါလေးတွေက view size ကြီးမှာလေအဲ့တော့ကျွန်တော်အနည်းပြချုပ်ပေးပါမယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒက်စီအဲဒီဇိုင်းအင်ဂျင်တိုင်းပေါ့နော် ဒီဇယ်အင်ဂျင်ဒီတိုင်း15 40မသုံးသင့်ပါဘူးဒါလေးကိုမျှဝေပေးချင်တာပါဒီဇယ်အင်ဂျင်တိုင်း15 40မသုံးသင့်ဘူးအဲသူ့ရဲ့သတ်မှတ်ထားတဲ့အင်ဂျင်ဝိုင်း grade တွေရှိတယ်ကွန်မရီဆိုရင်ကွန်မရီတိုင်းကတော့30 30မဟုတ်ဘူးဒါပေမဲ့တော်တော်များများကွန်မရီတွေက30 30သုံးကြတယ်ဒါပေမဲ့တချို့ကွန်မရီတွေက9 30 3တဲ့အဲကွန်မရီအဲဒီဇယ်အင်ဂျင်တွေရှိတယ်ဒါကြောင့်ကားထုတ်တဲ့သူရဲ့သတ်မှတ်ပေးထားတဲ့ အဲဒီဟိုပါဗောနော် enjoy grade ကိုသာအဓိကထားပြီးတော့ဦးစားပေးပြီးတော့သုံးစီချင်ပါတယ်အဲသူ့ရဲ့သတ်မှတ်ထားတဲ့ဟာက design engine မှာ engine အတွက်ဘာ grade ကိုသုံးပါဆိုရင်အဲ့ဒီတိုင်းလေးသုံးမိနိုင်တော့ပို့ပြီးတော့ကောင်းပါတယ်ဒါကြောင့်15 40ဆိုတာက design engine တိုင်းအတွက်တော့မဟုတ်ပါဘူးဒါလေးကိုကျွန်တော်ဒီနေ့ live မှာမေးချွေလို့ကိုပူဇော်တာဖြင့်ထည့်သွင်းပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်အားပေးတဲ့တယောက်ကြည့်ကြိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ YouTube channel နဲ့ Facebook page မှာမှတ်ထားတဲ့ comment တွေပြန်ပြီးပါအောင်မယ်ခင်ဗျာပထမဆုံး YouTube channel မှာမှတ်ထားတဲ့ comment တွေပြန်ပြီးပါမယ်ကိုရဲစောမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုရဲဝင်းမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုညီညီမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာတအောင်သားလေးမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုရဲဝင်းမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုဇော်ဦးမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ ကိုကျော်ထွန်းမင်္ဂလာပါခင်ဗျအာဘိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကိုအောင်ကောင်းမြတ်မင်္ဂလာပါခင်ဗျအာဘိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကျေတကွန်နဲ့မင်္ဂလာပါဗျအာဘိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျအဲ SSN Wing အောင်နဲ့မင်္ဂလာပါဗျကျွန်တော်တို့ workshop မှာတော့15 40ပဲတုံးနေတဲ့ဟုတ်ကဲ့ပါခင်ဗျဟုတ်ကျေးဇူးပါခင်ဗျ ABN 001 STH မင်္ဂလာပါအခုညီလေးတောင်းကြည့်လို့ပါတိုင်ပင်ကျိုးတက်တဲ့နေရာမှာမှားတက်မိလို့ စနိုးလိုက်တယ်တဲ့အင်ဂျင်ထိုးရက်သွားလို့ဘယ်နာပါဖြစ်သွားအတိချင်းလို့ပါတဲ့ဟုတ်ကဲ့အဲ့ဒါကလေသူကအင်ဂျင်ပေါ်တော့မူတည်တယ်ဗျတချို့အင်ဂျင်တွေဆိုရင်တော့တိုင်ပင်ပဲကျိုးအဲ့လိုတိုင်ပင်သွားမှားပြီဆိုတာနဲ့အဲလုံးဝဘားကောက်တယ်ကမ်ဖြတ်တီကျိုးတယ်ကွန်နတီနေကောက်တယ်ပစ်စတင်နေပျက်စီးတယ်အဲတော်တော်လေး ပျက်စီးနိုင်နေပေါ့နော်ချုပ်အင်ရလည်းနည်းလွတ်တယ်ဗျလွတ်တယ်ဆိုလို့ရှင်တော့လေပျက်စီးမှုကနည်းလိမ့်မယ်ဗျသူကတိုင်ပင်လွဲတယ်ဆိုလို့ရှင်တော့တော်တော်ချင်းကြီးစိုးနိုင်တယ်အဲ့တော့တိုက်ပစ်ဖုံကတည်ကြတယ်လှက်ရမှာပေါ့နော်အဲ့တော့တိုက်တိုက်ပစ်ဖုံလှက်ပြီးတော့ကျွန်တော်ထဲထဲမှာဘယ်နေထားဘယ်အပိုင်းနေပျက်စီးသွားပြီလေတစ်ချက်ကြည့်မယ်နောက်ဘားတွေထောက်သွားလာပေါ့နော်ဒါတွေကြည့်မယ်လိုအပ်ရင်တော့ဟက်ခွာရလိမ့်မယ်လိုအပ်ရင်အောက်ချမ်းမှာဖွင့်ရလိမ့်မယ်အင်ဂျင်ကန်ရတဲ့အဆင့်ကြီးဖြစ်သွားနိုင်တယ်ခင်ဗျသူကတိုင်ပင်ဘကြိုးတက်တဲ့အခါမှာဒီလိုတိုင်ပင်လွဲပြီးမှားတက်မိရင်ပေါ့နော် ဟိုဆက်ပါအင်ဂျင်မှာနှုတ်လိုက်တာစတက်ပါမှုလိုက်တယ်ဆိုတော့တိုင်မင်တော်တော်လွဲတယ်ဆိုရင်တော့အချိန်ကြီးဆူသွားနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုဒီဟာမင်္ဂလာပါဗျာအပိဒါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအကောင်ကောင်းမြတ်မင်္ဂလာပါဗျာအမြန်လမ်းမှာကျွန်တော်ကားကအချိန်မီမီမောင်းနေတဲ့အချိန်မှာရှိမှဂွေးတစ်ခုရှိတော့ break နင်းတော့မမမမီတော့ဘူးတဲ့ hand brake ကိုပဲအသုံးပြုပြီးရတန်းခဲ့ရတယ်တဲ့ဟုတ်ကဲ့ခင်ဗျာဟုတ် တချို့နေသားတွေကတော့ NDA များတယ်ဗျအဲ့လို brake မမိတာဗောနော brake ပိုင်းတွေကတော့ပုံမှန်ဆစ်ရမှာဗျ highway သွားနေတယ်လို့ဆိုရင် brake ပိုင်းကပုံမှန်ဆိုတော့3လတစ်ချိန်တော့တော့စစ်စစ်စီးချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါခင်ဗျကိုချစ်စော်မင်္ဂလာပါခင်ဗျအပိဒါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကိုဇော်လင်းမင်္ဂလာပါခင်ဗျအပိဒါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကိုချစ်စော်မင်္ဂလာပါဗျ Mitsubishi City 22တဲ့ City 24 15 40နဲ့20 50ရည်ရှိပေးဟာပူကောင်းလေတဲ့များသောအဖြစ်15 40သုံးပါတယ် အဲကျွန်တော်ကတော့အကြံပြုချင်တာတော့15 40ပဲပို့ပြီးတော့သုံးစီချင်ပါတယ်ခင်ဗျအဲ15 40လောက်ဆိုတော့အဆင်ပြေပါတယ်ဟုတ်ကဲ့ခင်ဗျဟုတ်ကျေးဇူးပါခင်ဗျကို BC Global မင်္ဂလာပါခင်ဗျ SE Grade SE Grade ဆိုတာတဲ့0 20တခုချင်းရှင်းပြပေးပါလားဆရာတဲ့ဟိုမှာတဲ့အဲအဲ့ဒါက SE Grade တွေကတော့ဟုတ်တယ်သူက0 20တွေရှိတယ်အာ0 30တွေရှိတယ် အဲနောက်9 30 10 30 10 40 15 40အစားရှိကြည့်ပြင်ပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်ရှေ့ကကဏ္ဍကကြတော့အဲကျွန်တော်တို့ဟာဟိုအဓိကရည်ညွှန်းတာပေါ့နော်ရှေ့ကကဏ္ဍကကြတော့ရိုက်သူဘလောက်အီအီအီးတဲ့အချိန်မှာတုံးလို့ရတာလေပေါ့နော်အဲ့ဒီဟာကိုရည်ညွှန်းတယ်နောက်ကကဏ္ဍကကြတော့ပြောမယ်ဆိုတော့ဗျာအပူချိန်ပေါ့အပူဆုံးဒီပြင်ပရဲ့သူဘလောက်ထိအပူလဲအပူရှိလဲပေါ့အဲ့အဲ့ဒီဟာကိုတွက်ချက်ပြီးတော့ဟိုဖြစ်တာပါဗျာကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော် ဟိုဗီဒီယိုလေးတစ်ပုဒ်လောက်ထားလောက်လောက်มาပါလိုက်มาတီချာလေးရှင်းပြပြဖို့ရှိပါတယ်ဗျအဲ့ကြလို့ရှင်အဲထပ်ပြီးတော့နားထောင်ပြပါအောင်เนาะအားပေးပြပါအောင်ကျေးဇူးပါခင်ဗျကိုတီဟာမင်္ဂလာပါဗျလိုင်းကြသွားတာလားဟုတ်တယ်ဗျလိုင်းကြသွားတာလိုင်းကဘယ်လိုဖြစ်သွားလဲမသိဘူးဗျာเนาะလိုင်းကြသွားတာဟုတ်ကျေးဇူးပါခင်ဗျโอเคဒီ Facebook page မှာမန်တာလေး comment တွေပြန်ပြီးပါအောင်မယ်ခင်ဗျကိုလာမင်းမောင်မင်္ဂလာပါခင်ဗျအပိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ ကိုဇင်ဟင်းကျင်နော်မင်္ဂလာပါဗျ30 40ကနေ30 30ပြောင်းသုံးလို့ရလားပြောင်းပြီးရင်ဘယ်လိုစောင့်ကြည့်ရမလဲတဲ့ beta 2008 1.3ပါတဲ့ဟုတ်ကဲ့ပုံမှန်ကတော့ beta တွေကတော့30 30လောက်ပဲသုံးစီခြင်းတယ်30 40ဆိုရင်ပြစ်တယ်ဗျပြစ်တဲ့အတွက် engine ထုံထုံကြီးဖြစ်သွားတယ်စီပိုစားသွားလိမ့်မယ်ဗျအဲကျွန်တော်တို့ အင်ဂျင်တန်လည်းနည်းနည်းကျန်းနိုင်တဲ့အနေအထားမျိုးရှိတယ်။30-30ပြောင်းသုံးတာသုံးလို့ရပါတယ်။ဒါပေမဲ့ဘာစီဒီဟာနေတာ၊ရိန်းနေကြနေတာဆိုရင်တော့လည်း30-40ပဲသုံးစီချင်ပါတယ်။အဲဒါပေမဲ့ကျွန်တော်တို့30-30သုံးရင်းနဲ့အင်ဂျင်ဝိုင်ပြောင်းမပြောင်းကိုတစ်ချက်လေးစစ်ပြီးပေါ့နော်။အင်ဂျင်ဝိုင်ကိုတစ်ပတ်တစ်ခါတော့တိုင်းကြည့်ရင်တော့ရပါတယ်ဗျ။တကယ်လို့အင်ဂျင်ဝိုင်မပြောင်းဘူးဆိုရင်တော့သုံးစီချင်ပါတယ်။ဟုတ်ကျေးဇူးပါခင်ဗျ။ကိုတူတူကျေးဇူးပါခင်ဗျ။အပိဒါကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ။အာ ိုကြာကြာချင်တယ်နော်မင်္ဂလာပါဗျအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပေပေချစ်သမီးလေးမင်္ဂလာပါဗျအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာโอเคဒါဆိုတော့ကျွန်တော်ဒီနေ့ live ကိုလောင်းနေပဲရှင်းတာခွင့်ပြုပါကျွန်တော် comment တွေလည်းကုန်ပြီဖြစ်တော့ဗောနော်အဲကျွန်တော်ရဲ့ live မှာ comment မမေ့ကြတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ live ကိုဆောင်ရွက်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel မှာက Facebook page မှာအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းညီကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဒါဆိုတော့ဒီနေ့ live ကိုဒီလောက်နဲ့ပဲကျန်တာခွင့်ပြပါခင်ဗျာအားပေးတဲ့တယောက်ချင်းညီကိုကျေးဇူးများကြီးတင်ပါတယ်